ကလေးငယ်ကာကွယ်ရေးဥပဒေဟာကလေးငယ်တွေကိုကာကွယ်စောင့်ရှောက်ပေးတာထက်ကလေးငယ်တွေပြစ်မှုကျူးလွန်ရင်ပေးမဲ့အပြစ်တွေကပိုများနေတယ်လို့ကလေးငယ်အခွင့်အရေးလှုပ်ရှားတဲ့အရက်ဖက်အဖွဲ့အစည်းတွေကပြောဆိုလိုက်ပါတယ်ဒီသတင်းကိုဆိုယူဆောင်ကပေးပို့ထားပါရရှင်မြန်မာနိုင်ငံကလေးငယ်ဥပဒေသိရေးဆွဲနေတာနှစ်နှစ်ကျော်ကြာမြင့်နေပြီဖြစ်ကကလေးငယ်တွေရဲ့အင်တွင်းနှိမ့်ဆက်ခံရမှုတွေအကြက်ဖက်ခံရတာတွေစတဲ့ကလေးငယ်တွေရဲ့အခွင့်အရေးတွေကိုအပြည့်အဝကာကွယ်နိုင်မှုအတွက်ဥပဒေတည်းရဲ့လိုအပ်နေတာပါ 1993ခုနှစ်မြန်မာနိုင်ငံကလေးငယ်ဥပဒေပါပြဋ္ဌာန်းချက်တွေကကလေးငယ်တွေကိုကာကွယ်စောက်ရှောက်တာထက်ကလေးငယ်တွေရဲ့ပြစ်မှုကျူးလွန်တာတွေကိုအရေးယူဖို့များနေတာတွေ့ရပါတယ်။ဒါကြောင့်အစ်စ်ပြန်လဲရေးဆွဲမဲ့ကလေးငယ်တွေရဲ့ဥပဒေမှာအရက်ဖက်အဖွဲ့အစည်းတွေနဲ့ပူးပေါင်းရေးဆွဲဖို့လှုံ့ဆော်စေချင်တယ်လို့ပြောပါတယ်။ကလေးတွေကာကွယ်စောက်ရှောက်ပြီးတာဖြစ်ကလေးတွေပြစ်မှုကျူးလွန်ရင်ဘယ်လိုအရေးယူမလဲဆိုတဲ့အပိုင်းအပူများတယ်။ဘယ်လိုပြစ်မှတ်ပြီးမယ်ဆိုတဲ့အရာများတယ်။ ကလေးကိုကာဝယ်ပေးတာတဲ့ပေါ့လေကလေးကိုနှိပ်ကုမဲ့ဟိုဟာပေါ့ CRC နဲ့အညီကလေးကိုပြစ်ပေးမယ်ဆိုတဲ့အဲ့ဒီဘက်ကများတယ်ဆိုတော့ကလေးတွေကိုကာဝယ်ပေးတဲ့ဥပဒေမဖြစ်ခဲ့အရေးအစိုးရဟောင်းလက်ထက်ကရက်ဖက်အဖွဲ့အစည်းတွေနဲ့ပူးပေါင်းက1993ခုနှစ်မြန်မာနိုင်ငံကလေးတငယ်ဥပဒေကိုမြန်မာနိုင်ငံကလေးတငယ်အခွင့်အရေးဆိုင်ရာဥပဒေလို့ယာယီပြောင်းလဲသတ်မှတ်ခဲ့တာပါ ဒါကြောင့်ဥပဒေသားအားကောင်းခဲ့မယ်ဆိုရင်ကလေးငယ်တွေအကြမ်းဖက်ခံရတာတွေနှဲပါတော့မှာဖြစ်တယ်လို့ပြောပါရယ်။ဒီဒီပညာတွေအားကောင်းလာမယ်ဆိုလို့ရှိရင်ကျွန်တော်တို့ကလေးတွေလည်းပြမှုကျိုးနာတယ်ခါတာနေသွားလို့ပြမှုကျိုးလို့မဲ့သူတွေကလည်းဒီဥပဒေကိုမြင်သွားတယ်ငါတို့ဒီကလေးကိုဒီလိုလုပ်လိုက်ဒီလိုဥပဒေနဲ့ညီငါတို့ပြစ်တံပြီးကြောက်ခံနိုင်တယ်အဲ့အဲ့ဒါဒီမှာပြသွားမယ်ဆိုရင်သူကျူးလုံတဲ့သူကလည်းကျူးလုံတဲ့စိတ်ညှော်နေသွားတယ်ကျူးလုံခံမဲ့ကလေးညှော်နေသွားတယ် က်ရှိအစိုးရလက်ထက်မှာတော့ကလေးတငယ်လှုပ်ရှားတာတွေလှုပ်ဆောင်နေတဲ့ရက်ဖက်အဖွဲ့အစည်းတွေအနေနဲ့ကလေးတငယ်အခွင့်အရေးဆိုင်ရာဥပဒေရေးဆွဲရမှာပါဝင်ခွင့်မရရှိခဲ့ပါဘူး။ဒါကြောင့်ကလေးတငယ်တွေအတွက်ဥပဒေရေးဆွဲရမှာရက်ဖက်အဖွဲ့အစည်းတွေပါဝင်သင့်တယ်လို့ပြောပါရစေ။နောက်ဆိုကြတော့ review ချိန်ချိန်လှုပ်တိုင်းမှာကျွန်တော်တို့ပါခဲ့တယ်။နောက်ဒီအစိုးရလက်ထက်ကျတော့အဲ့မှာ link ပြတ်သွားပြီတော့နောက်ပိုင်းသူတို့ဆက်လုပ်တဲ့အချိန်မှာကျွန်တော်တို့မပါဘူး။ဝိထာရရဲ့ဆက်လုပ်တို့။အဲ့တော့ဘလူတွေပါလဲဆိုတော့ IG တွေပါတယ်။ဒါက နီးစက်နီးစက်တဲ့ကောက်ဆွဲသွားလို့နီးစက်နီးစက်တော့ပါပါတယ်ဆိုတော့ကျွန်တော်တို့တော့မပါဘူးမသိဘူးပြီးခဲ့တဲ့စစ်တမ်းတစ်ခုအရာနိုင်ငံပေါင်း192နိုင်ငံမှာကလစ်တငယ်အခွင့်အရေးကာကွယ်နိုင်မှုအရာမြန်မာနိုင်ငံဟာအဆင့်112မှာရပ်တည်နေတယ်လို့ရက်ဖက်ဖွဲ့စည်းတစ်ခုကထုတ်ပြန်ထားပါတယ်ကျွန်မစိုးရိမ်စွာပါရှင်